အားလုံးမင်္ဂလာပါဒီနေ့တော့မြန်မာစကားကတိုင်းတူဖြစ်တဲ့ချင်းငယ်ကဗုဒ္ဓစနစ်ကို လုံးဝမကြိုက်ဘူးလို့ပြောခဲ့တဲ့အကြောင်းနဲ့ဒီပြန်ပွဲဝင်ဖြစ်တဲ့နန်းနေအကြောင်းလေးကိုကျွန်တော်အနည်းငယ် review လုပ်ချင်ပါတယ်ကဲဒါဆိုကျွန်တော်ဘာမှမပြောခင်မှာဗီဒီယိုကလစ်ကိုအရင်ကြည့်လိုက်ကြရအောင်နော်အဲ့တော့တအားတို့တမီးတို့ဝမ်းမနေပါနဲ့ ကိုကိုတိုင်းပတ်စံရှိအောင်ကြိုးစားပါကဲဘာကြောင့်ချင်းငယ်ကဒီစကားကိုပြောထွက်လာရတာလဲဆိုရင်အဲ့တော့ဒီပြိုင်ပွဲမှာရှင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲဝင်တော်တော်များများ voting စနစ်ကြောင့်မို့ဟာဒီပြိုင်ပွဲကနေမထွက်တင်ပဲနဲ့ထွက်ခွာသွားကြရတယ်ဆိုတော့ကျွန်တော်တို့တော်တော်များများတွေ့ရပါတယ်အဲ့တော့ဒီမှာမေကွန်းထုတ်ရှာတယ်အများကြီးရှိနေတယ်အဲ့တော့အာချင်းငယ်ကလည်းဒီမြန်မာစကားကို ကင်တွင်နေတဲ့လူတွေကိုမိကွန်ထုတ်ခဲ့တဲ့အကြောင်းလေးကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီလူတူရဲ့เนาะဒီအာတလန့်လို့ခေါ်တဲ့ဒီပါရမီတွေကိုငွေချင်းနဲ့ဆုံးဖြတ်လို့ရလားဒါမှမဟုတ်လူတစုံတစ်ယောက်ရဲ့အကြိုက်ကိုလိုက်ပြီးတော့ဆုံးဖြတ်ရရတာလားဆိုရဲအမေကွန်းတွေဖြစ်ပါတယ်အဲ့တော့ယနေ့ဒီမြန်မာစတားကိုကန်ကြွယ်တဲ့လူတွေကဘာချောင်းမှုဒီ voting စနစ်ကို ကင်တွေပြီးတော့ဒီအာမဖြုတ်တင်ပင်းနဲ့ဖြုတ်ချလိုက်တာလေဆိုတဲ့အကြောင်းတွေတကယ်စဉ်းစားချင်ဖြစ်ပါတယ်အဲ့တော့သူတပြည့်ခုလိုအချိန်မှာဒီ voting stick ကမထည့်တွင်းတင်တော့အာကန်တာတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့လည်းမြင်မိပါတယ်။ဘာကြောင့်လဲမြန်မာနိုင်ငံမှာယနေ့တည်ငြိမ်တာမဟုတ်ဘူး။အာတိုင်းနယ်ပြည်နယ်အတိအသေးမှာစစ်ပွဲတွေဖြစ်ပွားနေတယ်။အာပြောမယ်ဆိုရင်ဒီ voting ပေးဖို့ရလုံးဝအဆင်မပြေနိုင်တဲ့အာ ြည်နေတယ်အများကြီးရှိတယ်အခုဒီမှာလာပြန်နေကလေးတွေကြီးတဲ့ခါမှာလဲဟိုဟိုဒီကနေကလူတွေဖြစ်တယ်ချင်းတောင်ချင်းတောင်တို့ကချင်ပြည်နေတို့ကရင်တို့နော်ဒီလိုကလာတဲ့လူတွေအဲ့တော့သူတို့ရဲ့အာပြောမယ်ဆိုသူတို့ကိုအားပေးနေတဲ့လူတွေကနေတွေမှာခမများများဖြစ်နေတဲ့ခါမှာဗုတ်တင်ပေးဖို့ရခက်ခဲတယ်အဲ့တော့ဒီ voting နဲ့ပဲဆုံးဖြတ်ကြမယ်ဆိုရင်ဒါဆိုဒီတိုင်းတွေကပါလေ အခုဒိုင်ဒီကကျတော့အပြတ်တက်တက်ပေးလာပွဲမှာဟိုမပါဖြစ်လို့ပါခိုင်းတဲ့သဘောပဲလားဒိုင်ဒီကအကောင်းဆုံးကိုရွေးထုတ်ခဲ့တယ်ဒါပေမဲ့လည်းဒီနေ့ဒီမြန်မာစတားကိုကင်တွင်နေတဲ့သူတွေကသူတို့ဟာသူတို့ဆုံးဖြတ်ပြီးတော့ဖြုတ်ချနေတာလားဆိုတဲ့အကြောင်းတွေကျွန်တော်တို့တကယ်စဉ်းစားချင်တယ်အများကြီးရှိပါတယ်ဒါကြောင့်မို့ချင်းငယ်ကပြောနေတာဖြစ်ပါတယ်ဟောငွေဆိုတာဒုတိယဖျားခင်ဖျားခင်လို့ပဲငွေရှိရင်ဖြစ်နိုင်ပါတယ် ဆိုတဲ့အကြောင်းပါနော်အကြောင်းငွေကိုပဲရှာကြပါကြိမ်ကွေးတော်မှဝင်ပြန်ရှာမလို့ဘူးဆိုတဲ့တဘိုးကိုချင်းငင်ကပြောလာတာဖြစ်ပါတယ်အဲ့တော့အင်တာဗျူးတစ်ခုမှာသူပြောခဲ့တဲ့အကြောင်းလေးကိုကျွန်တော်တို့ဆက်ပြီးတော့နောက်ထပ်ကြည့်ကြရအောင်ချင်းငင်ကိုကျင်းစနစ်ကိုတော့မအောင်မကြိုက်ဘူးကဲသူအင်တာဗျူးတစ်ခုမှာနော်ဒီလိုဖြစ်ခဲ့တယ် voting slip ကိုကြိုက်လားလို့ပြောတဲ့ခါမှာမကြိုက်ဘူးသူဟုတ်ပါတယ်ကျွန်တော်လည်းတဘိုးမကြမိပါဘူးခုလိုအချိန်မှာဘလို့မှအဆင်မပြေတဲ့ကာလဖြစ်ပါတယ် အဲ့တော့ voting ကိုချိန်ပြီးတော့ရင်းနဲ့အဆုံးဖြတ်ပေးနေတာကတော့မဖြစ်တဲ့တော့အရာတခုဖြစ်တယ်လို့ကျွန်တော်လည်းမြင်မိတယ်အဲ့တော့ချင်းငယ်ပြောသလို voting state ကိုမကြိုက်ဘူးဆိုတဲ့တော့အဲ့ဒီတဘောတရားအဲ့ဒီရဲ့ခံယူချက်ကိုကျွန်တော်လည်းအထောက်ခံမိပါတယ်အကြောင်းလဲတော်တော်များများဒီ voting state ကြောင့်ကိုထွက်ခွာသွားရတယ်အဲ့တော့တကယ်တော်တဲ့ကလေးတွေကယနေ့အာထွက်ခွာသွားရတယ်တွေ့ရပါတယ်ဒါပေမဲ့အခု top 4မှာရောက်နေပြီးတော့သူများ မတော်ဘူးလားဆိုရင်ဘောပေါ့သူတို့လည်းတော်ပါတယ်ဒါပေမဲ့အခုဒီထဲမှာလည်းကျွန်တော်ဒီလေးယောက်ကိုလည်းဆက်လက်ပြီးတော့သူတို့ကပါလေဆိုရင် voting slip တွေတက်ဆုံးဖြတ်လာကြအောင်မယ်အဲတော့တကယ်တမ်းကျရင်ဒီ voting slip ဆိုတာကယနေ့ဒီအာမြန်မာစားကိုဂင်တွေနေတဲ့လူတွေရဲ့ဝတ်ဖက်တစ်ချက်လို့ပဲကျွန်တော်မြင်ပါတယ်သူတို့အာကြိုက်ကြလို့စီစဉ်လို့ရတဲ့အကွက်တစ်ခုအနေနဲ့ခြံထားတာဖြစ်တယ်သူတို့ရဲ့ဝတ်ဖက်တစ်ချက်လို့ကျွန်တော်မြင်မိပါတယ်နော် ဲ့တော့ဒီနေ့ဒါအင်မတန်မှဟိုမမြမမြတတ်ဘူးဆိုတဲ့ဘုံကိုတက်ရောက်ပါတယ်အာကျန်တဲ့အချိန်မှာပေါ့เนาะကျွန်တော်တိုင်းပြည်ကောင်းတဲ့အချိန်မှာတိုင်းပြည်ငြိမ်သက်တဲ့အချိန်မှာငြိမ်းချမ်းတဲ့အချိန်မှာဆိုတော့တစ်မျိုးပေါ့ပြီเนาะအခုလိုအချိန်မှာတော့တကယ်အဆင်မပြေတာတော့အမှန်ပါပဲအဲ့တော့အာအခုကြံနေတဲ့ top 4ဒီလေဒီကိစ္စတွေကြောင့်မို့ဟိုအမအရင်ဖြစ်သွားပါလေဟိုကျွန်တော်နေနဲ့တကယ်စိုးရင်မိပါလေ ဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အများကြီးတော့မပြောချင်တော့ပါဘူးအဲ့တော့ချင်းငယ်ပြောသလိုပဲတကယ်ပဲမကြိုက်ဘူးတိုင်ရှင်တော့လည်းတကယ်ပဲဟိုမကြိုက်မိပါဘူးလို့ဆက်လက်ပြီးနောက်ထောင်ကြည့်ရှင် voting တော့မကြိုက်ဘူးဒါမှမဟုတ်ကုန်တာပြောလို့ခက်ကဖြစ်သွားပြီနောက်ဆက်ပြန်ရမယ်ကလေးလေးဟုတ်တယ်ကြာဖြစ်သွားပြီမကြိုက်လို့ရလဲဖြစ်သွားပြီဆိုတော့ပဲတန်းနိုင်ပါလေပေါ့နော်အဲ့တော့ဒီမှာတချို့ကလေးတွေကိုလည်းသူပြောထားတာတွေ့ရပါတယ် နှစ်ယောက်လည်းရှိတယ်လေဒီကလေးနှစ်ယောက်ဆိုလည်းတကယ်ကိုယူသားတဲ့ကလေးတွေလောက in innocent တရမှာဘလို့ခေါမလဲမျက်တဖုံးမရှိဘူးယွာတယွာကဲဟုတ်ပြီနတ်နေအကြောင်းလေးမပြောခင်ပါဒီမှာနော်တကယ်ပဲထွက်ခွာသွားတဲ့ကလေးတွေတကယ်ပဲတော်တဲ့ကလေးတွေဖြစ်ပါလေအဲအဲ့ဒီအကြောင်းလေးကျတော့အများကြီးထည့်မပြောတော့ပါဘူးသူကဒီကလေးတွေကိုအားပေးရနေနေသူတို့နဲ့အတူတချင်းခွေတွေဆက်လုပ်မယ်ဆိုပြီးတော့ပြောထားတာလေးတွေ့ရပါတယ်သူနေတော့တကယ်ပဲသူတို့ကတကယ်ကောင်းတယ် တကယ်အဆူပြန်မှာအာဝမ်းစာပြည့်တင်တယ်လို့ပြည်နေကြပြီဆိုတော့ဘောနော်သူတို့အာတော်ကြတယ်ဆိုတော့သူတကယ်ပဲလက်ခံပြီးတော့လက်တွဲခုံပြီးဆိုတော့ဆက်ပြောတော့တွေ့ရတယ်အဲ့ဒါဆိုရင်အခု top four မှာဂျန်နေအာဂျန်နေပြီဖြစ်တဲ့ဒီမန္တန်ကြီးရဲ့အကြောင်းကိုနည်းနည်းနောက်ထောင်ကြရအောင်သူပါနေပြောထားလေးပေါ့နော်ဘုန်းကတတ်နိုင်တယ်လို့တထောင်တထောင်အဲ့လိုစုပြီးတော့ဘုန်းကြတာပေါ့အဲ့တော့တကယ်ရင်ထဲမှာအဲ့ဒါ အဲ့ဒါသွေးမြင့်ဆိုတာပြိုင်တော့မပြိုင်ချင်းဟုတ်တယ်ကျွန်တော်တို့နေခလာတဲ့သူတွေနော်ဒီဟာအမှန်တမ်းဟိုစိတ်ထဲမှာစိတ်မကောင်းစရာတွေဖြစ်ပါတယ်။အားကြောင့်လို့ကျွန်တော်နေရတူတယ်။အခုနန်းနေဆိုရင်ကချင်ပြည်နယ်ကလာတာဖြစ်တယ်။အဲ့တော့သူ့ကိုကျွန်တော်ဘေကနဲ့ဆော့ကတိထားမိတယ်လေဆိုရင်ကျွန်တော်ကချင်ပြည်နယ်မှာပြုလုပ်တဲ့တချင်းဆိုပြန်ပွဲတစ်ခုရှိပါတယ်။အဲ့ဒါကကျွန်တော်တို့အာတကယ်ကာနမအစိုးတော်ကြီးဂျီဆုံကီက ဥဆောင်ပြီးတော့လှုပ်ဆောင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်ကချင်လိုကြတော့ခအစောဝန်စောလို့ခေါ်တယ်အဲ့ဒီပြိုင်ပွဲမှာကလေးကကျွန်တော်တတိထားမိပါတယ်အင်မတန်မှကောင်းပါတယ်အဲ့ဒီကလေးကလည်းသူ့ရဲ့တချင်းတွေကိုကျွန်တော် review လုပ်ပြီးတော့ YouTube ပေါ်မှာလည်းတင်ပြပါတယ်အတန်တွေကတကယ် share ပဲ lower studio ခန်းထဲမှာမို့ဒီလို play ဆိုတာတော့အရင်ကောင်းတယ်ဖြစ်အဲ့တော့ခုဒီမြန်မာစတမ်းမှာရောက်လာတယ်အဲ့တော့ခု top 40ပါဝင်လာတကယ်လဲအာဂုံယူမိပါတယ် ဒါပေမဲ့လည်းစိုးရင်တာကဒီအခုပြောတဲ့ဒီ voting စနစ်တခုအကြောင်းကိုဖြစ်ပါတယ်အဲ့တော့အခုသူတို့သူ့အနေနဲ့လည်းစိုးရင်လည်းဘာကြောင့်လဲနေဘက်ကလူတွေဖြစ်နေတဲ့အခါမှာအခက်ခဲတွေဘုံတင်ပေးဖို့ရပေါ့လေနော်အဒီအရာကသူတို့အတားအဆီးတွေဖြစ်လာတယ်သူတို့အတွက်အာအန်ဒီတခုဖြစ်နေတယ်ဆိုတော့တွေ့ရတယ်နော်ဆက်နောက်ဆောင်ကြည့်ရအောင်အဲ့တော့အမှန် voting နေလို့ပြုတ်သွားရင်လည်းဂျင်းနဲ့တဲ့ ကိုယ့်ရဲ့ဒီ voting ထဲမှာဆိုချစ်ချင်းမိသားစုအပြည့်ပါတယ်ဆိုတော့ဒီနော်အဲဟုတ်ပြီဟုတ်တယ်သူအနေနဲ့တော့အခုတော့ public voting stake ကိုဒီမြန်မာစစ်သားကဟိုမပောင်းဖြစ်ဆက်လက်ပြီးတော့သူတို့အုံပြုသွားမှာဖြစ်တဲ့ကြောင့်မို့မတက်နိုင်ကြဘူးပေါ့လေနော် voting stake တော့ပါနေအောင်ပဲထင်တာပဲအဲ့တော့တကယ်လို့များပြုတ်ကျခဲ့ရင်လေထွက်ခွာသွားရရင်လေသူအနေနဲ့ဟိုဘာမှ စိတ်ထဲမှာခံစားနေမှာမဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့လေနော်ပြောကြွားနေချီချီနဲ့နဲ့ထွက်ခွာသွားမယ်ဆိုတဲ့ဘုရားတော်တွေးရပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီမြန်မာစတားရဲ့အခြေအနေကိုစောင့်ကြည့်နေတဲ့အခါမှာဒီအရာလေးကအခုချိန်မှာကျွန်တော်တို့တော်တကယ်ပဲဟိုအာစိတ်ထဲမှာကတိကောင်းဖြစ်စေတော့ကန္တာတစ်ခုအနေနဲ့ပါဝင်နေတာဖြစ်တယ်အဲ့တော့ဒီနေ့ဒီတော့ဖုံးပါလေကျွန်တော်ဘယ်လိုဖြစ်လာမလဲဟိုဆက်လက်ပြီးတော့စောင့်ကြည့်ကြကြရအောင် အာလေးယောက်စလုံးကအားလုံးတော်ပါတယ်အဲ့တော့ဒီနတ်နေလေးကလေအင်မတန်မှအတန်ကောင်းတဲ့ကမ္ဘာဝတကယ်ကောင်းတဲ့အာဒုတိယဖြစ်တယ်ဆိုတာလုံးဝလက်ခံပါတယ်အဲ့တော့ကျွန်တော်ဒီတော်ဖို့ကိုလည်းအားလုံးဆက်လက်ပြီးတော့အာအားပေးကြရအောင်နတ်ညီကိုလည်းဆက်လက်ပြီးတော့အားပေးကြရအောင်လို့ကျွန်တော်လည်းတိုင်တွင်းချင်ပါတယ်အဲ့တော့ဒုတိယဖြစ်တဲ့နေ့ကျွန်တော်နေနဲ့ review လုပ်ချင်တာကဒီ voting snippet ကိုမကြိုက်ဘူးဆိုတဲ့သဘောကိုအာကျွန်တော်နေနဲ့ อ่าชโรยเสร็จตัวเท่าเลยเต็มเปียเช่นอ่ะเพียบบาเลยเออแกอารมณ์โง่นึกเสียบบาเลยนั่นนี่นึกเสียบอ่ะสกัดอะไรเนี่ยนึกเสียบอะไรเนี่ยชโรยที่รีบิโก้ส่งดัชมาเลยนั่นนี่เป็นกุญแจอันนี้ยองเป็นใครจะจุกบาสัยยองอันซากรีสังกนัชมันจีจูคุ้มเงาสกุลท่าพริ้งอามุกาใครจะจุกบาสัยจุกบาสัย အဲအားလုံးကျေးဇူးတင်ပါတယ်အဲတော့နောက်ဟာ review တွေမှာပြန်ပြီးတော့ကျွန်တော် select ပြီးတော့ကြည့်ကြကြအောင်เนาะအားလုံးကိုတော့ဆက်ပါတယ်ပြပါ